နယ်ကအလွန်ကျွံဖန်းစီပြီးတော့စိုက်ခင်းချက်တွင်နာရဲကြောင့်မြန်မာနိုင်ငံကရေဝတ်ဒေသတတ်မှတ်ထားတဲ့အင်းတွေထိခိုက်နေလို့ရေတိမ်ဒေသလေးလာသူတွေကပြောပါတယ်ဒီသတင်းကိုတော့ဥထုံုံသိန်းကပေးပို့ထားပါတယ်ရှင်မြန်မာနိုင်ငံမှာကမ္ဘာ့ဆင်အေးပါတဲ့ရေဝတ်ဒေတာတွေဖြစ်မိုးရိုကြီးအင်းအင်ဒိုကြီးအိုင်တို့ကိုတတ်မှတ်ထားပြီး2019ခုနှစ်မှာမိမလကျွန်းကိုရေဝတ်ဒေတာအဖြစ် Ransa Commission ကနေအတည်ပြုတတ်မှတ်ပေးထားပါတယ်ဒီလိုနိုင်ငံတကာအဆင့်မီရေဒေတာအဖြစ်တတ်မှတ်ခံထားရပေမဲ့ ငားနဲ့ငှက်အလွန်ကျွံဖန်းစီတာစိုက်ခင်တိုးချက်တာတို့ကြောင့်ချင်းချောက်ခံရတယ်လို့ရေဝတ်ဒေတာလေ့လာတဲ့ကျွမ်းကျင်သူတွေကပြောဆိုပါတယ်တချို့ဆိုလို့ရှိရင်ဘက်တီးရီးယားလက်စေးဟိုရေတိမ်တဲ့ပိုင်းတွေမှာလက်စေးရှော့တိုက်တာတွေရှိပါတယ်။တချို့ဆိုလို့ရှိရင်လို့ရှိရင်ငားဖန်းတာတွေပေါ့ခုနကပြောတဲ့ငားလွန်ကျုံဖန်းစီတာတွေအဲ့ဒါတွေရှိပါတယ်။အဲ့လိုမျိုးတွေမဖြစ်အောင်ဆိုပြီးတော့ကျမတို့ကကျမတို့ဝန်ထမ်းတွေနဲ့ပေါ့နော်ကင်းလက်ထင်းသိင်းကင်းလက်ထင်းသိင်းကိုကျမတို့ ျမတို့ဦးစားပေးပြီးဆောင်ရွက်ပါတယ်။ကင်းလက်ထိန်းသိမ်းရကျမတို့ခုအင်းထဲမှာကျမတို့စက်လီနဲ့ပတ်ပြီးတော့ဝန်ထမ်းတွေနဲ့ထိန်းသိမ်းတယ်။နောက်တစ်ခုကဆိုလို့ရှိရင်ကျမတို့ခုနလေးကပြောတဲ့ငှက်တွေပေါ့အလွန်ကျွံဖန်ဆီးတက်ဖြတ်ခြင်းမရှိအောင်လို့ကျမတို့ထိန်းတယ်။နောက်တစ်ခုကဆိုလို့ရှိရင်ကျမတို့ငွေကြီးပေးမဲ့တော့တဲ့ဆက်ဆက်တဲ့ရွာတွေပေါ့နော်။ရွာတွေမှာရှိတဲ့ဈေးတွေမှာအငှက်လေးဆန်ရောင်းချမှုရှိမရှိတွေကိုကျမတို့လှည့်ပြီးတော့စစ်ဆေးပါတယ်။ဈေးဝယ်ဒေတာတွေဟာငှက်တွေအတွက်အစာရေးစာဖန်တီးပေးတာဇာတိဥတုပြောင်းလဲမှုရှော့ချရေးအတွက်အထောက်အကူပြုနေတာပါ။ ဒါပေမဲ့လေ data account တွေက AI တွေကိုအမိပြုပြီးစာဝင်တွေဖြည့်ရှင်းနေရတာကြောင့်အသိပညာပေးမှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။ဒါမှမဟုတ်ဒါပေမဲ့တော့နားလည်မှုလေးတွေပေါ့တို့တို့လည်းလင့်လင့်တယ်လို့ပဲလိုပဲလှုပ်ရှားနေကြတာပေါ့။ဝင်ရင်စာဝင်တွေရရှိကြတာ哦။ဒါဒီရတော့တမ်းမှာတမ်းမြလာတော့မှန်တယ်လေမမှန်တော့ဒါဒီလုံးနဲ့မကင်းဘူးဒါနဲ့ပဲလှုပ်ရှားနေကြတာပေါ့သာဝန်ကြီးရကြက်တဲ့ဆိုတော့လိုရှားဆန်းနေကြတာပေါ့ဆေဖိုင်းနေရနေဟာကမ္ဘာရေဝတ္ထုဒေတာနေဖြစ်ပြီး2019ခုနှစ်ကမ္ဘာရေဝတ္ထုဒေတာများနေအခမ်းအနားကို ပဲဘကုဒ္ဒဒီတာကြီးမုံချင်းအင်းမှာဖေဖော်ဝါရီလနေ့မနေ့ပိုင်းကကျင်းပခဲ့ပါတယ်ဒီနေ့ရဆောင်မုတ်ကတော့တဘဝဘေးဒန် structure ရေးရေဝတ်ဒေတာများမှဆောင်ရွက်ပေးတယ်ဖြစ်ပါတယ်တက်တော်ဌာနရဲ့စင်းရင်တွေရတော့မြန်မာနိုင်ငံမှာအရာဝတီနဲ့ချင်းရွှေမြစ်ဝမ်းတန်လူမြစ်ဝမ်းစစ်တောင်းမြစ်ဝမ်းနဲ့ရခိုင်ကမ်းရိုးဒါဆားတဲ့ရေဝတ်ဒေတာစုစုပေါင်း69ခုရှိပါတယ်ကျွန်တော်ထုံးထုံးသိမ့်ပါ